ဝိညာဉ်စစ်ပွဲတွေမှာဘာကြောင့်ယုံကြည်ခြင်းတိုင်းလွားလိုအပ်တာလဲဒီဝိညာဉ်စစ်ပွဲမှာယုံကြည်ခြင်းတိုင်းလွားလိုအပ်တဲ့အဓိကအဓိကအကြောင်းရင်းကတော့ယံသူရဲ့မိဆက်လက်နဲ့ဆိုတော့အဲ့မိဆက်လက်နဲ့ထဲမှာဘာတွေပါလဲဆိုတာလည်းပြောပြခြင်းတယ်ဆိုတော့မိဆက်လက်နဲ့ထဲမှာပါတဲ့အရာကอืมကျွန်တော်တို့ကသတိမထားမိဘူးလေနော်ယံသူကဘာလို့ငါတို့ကိုဒီမိမြနဲ့ပြစ်နေလဲอืมတန်တရားอืมအခုကျွန်တော်တို့ ဖះပေါ်မှာတန်တရားရှိသွားတယ်။အဲ့ဒီတန်တရားတွေများလာရင်ယုံကြည်ခြင်းအော်တိုမက်တစ်ကျသွား။ဟုတ်တယ်။ပြီးရင်ကျွန်တော်တို့ယုံကြည်ခြင်းစံကျင်ဖက်ကအများရန်ပြောရရှိတယ်။မယုံကြည်ခြင်းတော့စားတာ။မယုံကြည်ခြင်းမဟုတ်ပါအမြင်အမြင်အဲ့ဒီအမြင်အမြင်ပေါ့နော်ကျွန်တော်မြင်လိုက်တဲ့အခါမှာဟုတ်ပါမလား။ဖះပြောထားတာတကယ်ဟုတ်ပါမလားနှုတ်ကပတ်တော်တကယ်ဟုတ်ရဲ့လားဘာလို့လဲဆိုတော့လူကအဲ့ဓာတွေပေါ့အဲ့ဒီမီးမြားတွေနောက်ပြီးရင် lies ဆိုရလှည့်ပြခြင်းอืมဆိုတော့လှည့်စားတဲ့အရာเนาะဒီလှည့်စားခြင်းကစာတန်ရဲ့အဓိကလက်နက်ပဲอืมသူ့ကိုဘယ်လိုခေါ်လဲမူတာရဲ့အဖာဆိုမူတာပြောမယ်လိမ့်မယ်ဆိုတော့အခုအခုခေတ်ဆိုရင်ဘာတွေကအဓိကဖြစ်နေလဲဆိုရင်ဒီ mainstream media ဆိုတဲ့ဒီသတင်းဌာနတွေကိုကြည့်လိုက်ရင်အာအဲ့ဒါကြည့်ရင်တော့เนาะယုံကြည်ခြင်းတိုင်းလွှတ်ကင်ထားဖို့လိုတယ်อืมမကင်ထားဘူးဆိုသူတို့ကစက်တိုက်လွတ်နေတာ อืมลงว่าตรุตะดินม้าริสัตไดหล่นเนราอืมสร้าฮะตะดินฐานะลิฮะดาตะเกเบเนาะโหพี่แมงโกเปียวพี่แมงโกเปียวเนราบ่เนาะอืมไอ้ลุทินทวาซิอ่ะอายရှိတယ်อืมแม่ดาริอ่ะเล็งเล่เล่ปยาริอ่ะဖြစ်တယ်だจ้องจ้านซาอ่ะเลยบลูပြောท่าเลยสร้าจรเราជីอ่ะนิกโกป้ายเงอะอคันจี17ป้ายเง3มามวยดี နော်ဒါဟာအိုးကပါဦးခစ်ကလေးကနေဖြစ်တဲ့အရာပေါ့နော်မွေသည်မိမိပရိရဲ့အဖြစ်ဧဝကိုလှေစားတဲ့ကဲ့သို့တင်တို့သည်စိတ်ဆွေးမြေ့ယူရွင်းပြောကြည့်ပါဦးစိတ်ဆွေးမြေ့ယူရွင်းနဲ့ဆိုတော့အဲ့ဒီပရိရဲ့လိန်နဲ့ပရိရဲ့ကကျွန်တော်တို့စိတ်ကိုဆွေးမြေ့ပြီးယူရွင်းစေတာအင်မတန်ကြောက်ဖို့ကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်ခြင်းလို့တာ ခရစ်တော်ကိုအကျွင့်မဲ့ချစ်တော်စိတ်ပြောက်မိဟုဆိုရင်ချင်းရှိ၏တဲ့อืมဆိုတော့စာတန်ကတော့ကဘာဥကရေကနေသူတိုက်ခိုက်တဲ့နေရာမှတခုကတော့လိမ့်လေချင်းသူပြည့်ရဲ့တားပြရဲ scheme လို့သုံးထားတာဗောနော် scheme ဆိုတာပြည့်ရဲ့ကျွဲတယ်ဆိုတော့ကျွန်တော်တို့ကလူဖြစ်လာတာကနှစ်ပေါင်း၁၀ချီပဲရှိသေးတယ်လေနော်ရမကျော်သေးဘူးဒါပေမဲ့ तू ကလူတွေနဲ့ လူတွေအကြောင်းကိုသူလေ့လာတာနှစ်ပေါင်းအနည်းဆုံးက6000ရှိပြီလေနော်อืมဆိုတော့လူတွေရဲ့ဘာကြိုက်တတ်တယ်ဘာလုပ်တယ်ဆိုတာသူအကောင်းကောင်းသိတယ်အဲ့လိုသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနားလေရမှာကစာတန်ကမူတာရဲ့အဖဖြစ်တယ်မူတာရဲ့အဖဖြစ်တဲ့အတွက်ကြောင့်မလို့เนาะစံစာရလဲဒီလိုပဲပြောပါတယ်เนาะဆိုတော့ယောဟန်ရှေ့ပိုင်ငယ်54ထဲမှာတင်းတို့ဒီတင်းတို့ဥပတိဟူသော မာနမှဆင်းသက်ကြ၏သင်တို့အဘဤအလိုတို့လည်းလိုက်တတ်ကြ၏မာနသည်ဒီမှာပြောပြီးရှေးဥစွာမှစာယူဆိုကဘာဥကရေကလူသက်ကိုတတ်တော်သူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတိမနေသူသည်မှုသားစကားကိုပြောတဲ့အခါမိမိပဂတိအတိုင်းဆိုတာသူရဲ့ဟိုမိခင်ဘာသာစကားอืมသူရဲ့ native tongue ပေါ့တကယ်မိခင်ဘာသာစကားပြောသလိုပဲသူက ကျွမ်းနေတဲ့မှုတာစကား၌ကျင်လေတော်သူဖြစ်၏မှုတာဤအဘလည်းဖြစ်၏တဲ့ဒါကြောင့်ခုနဆရာမမေခွန်းပြောရင်ဝိညာဉ်စစ်ပွဲမှာယုံကြည်သူတွေဘာကြောင့်အာဖခင်ကယုံကြည်ခြင်းတိုင်းလွားကိုဆောင်ခိုင်းတာလဲဆိုရင် စာတန်ရဲ့ပြည့်ရဲ့နဲ့လိန်လေလှည့်ဖြားတဲ့မိများတွေကိုကာနိုင်ဖို့ဖြစ်တယ်ဆိုတာအာမင်